လူတွေမှတကူရှိတဲ့ပုဂ္ဂိုလ်ရှိနိုင်ပါတယ်ရှိနိုင်တဲ့ကဘလို့တကူတော့ဆိုစွမ်းတကူဆိုဒီမှာစပေကျန်ကနေမှာဆောင်ရနိုင်တဲ့စွမ်းရည်တတိကိုခေါ်တာပဲဖြစ်တယ်မှန်ပါဗျာအဋ္ဌိလို့ခေါ်တယ်ပေါ့မှန်ပါနော်မှန်ပါသူများတဲ့စိတ်ဆန္ဒကြီးမားတဲ့ပုဂ္ဂိုလ်ကလည်းဒါတကူရှိတယ်လို့ပြောလို့ရတယ်သူများတဲ့လုံလဝီရိယရှိတဲ့ပုဂ္ဂိုလ်ကလည်းပဲ ူများတဲ့ပုံအောင်မြင်တာဖြစ်သွားကြတယ်အဲ့ဒီလိုပဲခေါ်တယ်မှန်ပါပါစိတ်ဓာတ်ကြမ်းခိုင်တဲ့ပုံကိုယ်တွေကလည်းပဲဒါသူ့ရဲ့အစွမ်းတကူလို့ပြောပါအသိဉာဏ်ကြီးမားတဲ့ပုံကိုယ်တွေနဲ့အစွမ်းတကူပဲမှန်ပါဗျာစီပေါ်ဥစ္စာတင်ပါဗျာတိုးတက်မြင်မာတာလို့ရာထူးကုန်သိန်းတိုးတက်မြင်မာတာလို့လည်းဒါလည်းအစွမ်းတကူလို့ပြောနိုင်တယ်ပေါ့ဒါကတမန်ပုဂ္ဂိုလ်တွေရရှိတဲ့အစွမ်းတကူတွေချိုးစားသူနဲ့မချိုးစားသူ ပညာထက်သူနဲ့မထက်သူဆိုတာအဲ့ဒါလူတွေမှာကွဲပြားခြားနားမှုတွေရှိတယ်ပေါ့နော်။တမာအဖြစ်ကြည့်မယ်ဆိုလို့ရှိရင်တကူဆိုတာဒီအလိုရှိတဲ့အရာကိုဖြည့်ဆည်းစေနိုင်တဲ့အရာကိုပြောတာ။လုံးလာဝိရိယရှိရင်လည်းပြည့်စည်စေနိုင်တယ်ပညာရှိလို့ရှိရင်လည်းပြည့်စည်နိုင်တယ်စိတ်ဓာတ်ကြက်ခိုင်ရင်လည်းပြည့်နိုင်တယ်ပေါ့နော်အဲ့လိုတကူမျိုးမျိုးရှိတဲ့ထက်မယ်အခုမေးတဲ့မိကောအရာ ။တမန်လူတွေနဲ့တကိုးရှိတဲ့တကိုးဖြစ်နိုင်တဲ့အစွမ်းတကိုးပို့ပြီးတော့ကြီးမားတဲ့ပုံကိုယ်တွေရှိသလားဆိုဥပမာမယ်တမန်ပုံကိုယ်တွေပို့သွားလို့ရှိရင်တပ္ပဒါချင်းစင် အောင်မြင်ပေါ်ရောက်သွားတဲ့ပုံကိုယ်တွေကဒါသူကတပ္ပဒါချင်းစင်ရဲ့စွမ်းအားနဲ့သူ့ရဲ့ mental power ဆိုရသွားတဲ့အတွက်ကြောင့်မှန်ပါသူဟာဖန်ဆင်းနိုင်တဲ့အစွမ်းတကိုရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ် ်ပါကတရားသဘောပဲကပေါ့နော်မှန်ပါနောက်တစ်ခါဝိပဿနာချက်စဉ်ကျင့်ပြီးတော့အရိယာဖြစ်ဘဝရောက်တာပြီဆိုရင်သူ့စိတ်ကိုသူပိုင်နိုင်တဲ့ပုံကိုမျိုးဖြစ်သွားတယ်မှန်ပါဗျာဒါလည်းစွမ်းတကူတစ်ခုပဲမှန်ပါသဘထားချက်စဉ်နဲ့ဒီအဘိညာအစွမ်းတကူမျိုးမျိုးကိုဖန်ဆင်းနိုင်တဲ့ပုံကိုယ်တွေမှန်ပါတို့ကျင့်တယ်ဆိုတာသူတို့ကဘာတွေကိုကျင့်တယ်လဲလို့ကျင့်တယ်လဲဆိုရင်ခုနက န်နေအပိညာနေသူများစိတ်ကိုသိတယ်။ဟိုအတိတ်ဘဝကို ပြန်သိနိုင်တယ်။ဝိလန်နဲ့ဒေတာခြားခွဲတဲ့ဒေတာမှာရှိတဲ့အရာတွေကိုမြင်နိုင်စွာရှိတယ်လို့တကူမျိုးမျိုးဖန်ဆင်းနိုင်တယ်လို့ဆိုတာတမထခြင်းစဉ်ကိုကျင့်တာ။မှန်ပါဗျာ။တမထခြင်းစဉ်ကိုကျင့်တော့သူတို့စိတ်ရဲ့ mental power သူတို့ကောင်းကောင်းရသွားတယ်။မှန်ပါရှားသွားသည့်အတွက်ကြောင့်အဲ့ဒီ mental power ကိုအသုံးချပြီးသူကအရာရာကိုဖန်ဆင်းနိုင်တဲ့စွမ်းသက်တည်းမျိုးသူတို့မှရသွားတယ် ်ပါပါဒါကရသော်ဗျာဟောတဲ့သဘောဝါချက်စဉ်ကကျင့်လို့ရတဲ့အစွမ်းတကူမှန်ပါဗျာတနည်းရှိသေးတဲ့လောကမှာမန္တန်တို့ဆေးဝါးတို့ရဲ့အစွမ်းနဲ့လူဟာထိုက်တဲ့တော့အစွမ်းတကူတွေရတာရှိတယ်မှန်ပါဗျာဒီသူများစိတ်ကိုသိတယ်တို့တကူမျိုးမျိုးဖန်ဆင်းတယ်တို့ဆိုတဲ့စိတ်ဓာမဏိဝိဆာဆိုတဲ့အတတ်ပညာမျိုးတွေရှိတယ်မှန်ပါဗျာအဲ့ဒီအတတ်ပညာမျိုးတွေကလည်းပဲသူများတဲ့တကူရှိတယ် မှန်ပါဗျာသူကျင့်စဉ်ကတော့တမထလိုဟာမျိုးမဟုတ်ပဲနဲ့တခြားကျင့်စဉ်တွေရှိတယ်သူတို့မှာမှန်ပါဗျာဥပမာပဲဝိသတုဝိသတုတို့ဗမာရိယုံကြည်တဲ့ဘိုးတော်တွေဗာတွေတချို့စံတတ်တွေရှိတာလေမှန်ပါဗျာဟိုစံကူရှိနိုင်တယ်မှန်ပါဗျာသူတို့လည်းရှိနိုင်တယ်မှန်ပါဗျာဒါကြောင့်မို့မြတ်စွာဘုရားကတခါတော့ကယဟန်တွေကိုပုံမျိုးမျိုးဖန်ဆင်းနိုင်တဲ့အတ္တိဝိဒါဆိုတဲ့အစွမ်းတကူရဲ့သူပြစိတ်ကိုအတတ်သိတဲ့ အာရိဒနာပါရိဟရိယဆိုတဲ့အစွမ်းမျိုးတွေကိုမတုံးဖို့ရသော်ဗျာတုံးရင်လောကမှာရှိတဲ့မန္တန်ဝိဆာအတ္တတွေနဲ့သွားရောနိုင်တယ်ပေါ့မှန်ပါဗျာအဲ့တော့တန်းစင်တဲ့အချက်တွေနဲ့မတန်းစင်တဲ့အချက်နှစ်မျိုးရှိမှာပေါ့နော်မှန်ပါဗျာရှိတော့အဲ့ဒါတွေနဲ့ရောထွေးပြီးရှင်နေရကိရိတာမကုံတဲ့အစွမ်းတကူတွေနဲ့ရှင်နေရကိရိတာပါငြိမ့်သွားတဲ့ငြိမ့်လို့ရတဲ့အစွမ်းတကူတွေဟာ တချို့နေရာလေးမှာရောထွေးနေတာရှိလို့လူတွေရဲ့အမြင်မှမှ ရောထွေးသွားနိုင်တယ်ပေါ့မှန်ပါဗျာဒါကြောင့်မို့ယဟန်တွေကိုလူတယောက်ကို နာပါချပြီးတော့သဘောကျအောင်ဆုံးမသွန်သင်ပေးတယ်အနုတသနိပါတိဟာရိယကိုသာလည်းမြတ်စွာဘုရားဒါအစွမ်းတကူဖြစ်သတ်မှတ်တယ်တမပါဗျာသတ်မှတ်ပြီးတော့အဲ့ဒါကိုပဲသုံးမိုးဆိုပြီးတော့ဟောတာရှိတယ်ဒါကြောင့်မလို့ဒီဒီမေခွန်းရဲ့အဖြစ်အကျဉ်းချုပ်ဖြစ်ရမယ်ဆိုရင်တကူရှိတဲ့ပုံကိုယ်ရှင်နိုင်ပါသလားရှင်နိုင်ပါတယ် သူတို့ဗာကျင့်စဉ်တွေကျင့်လို့တမန်လူတွေလည်းပို့တဲ့တကူအများရပါသလဲဆိုတဲ့နေရာမှာ လောကီကျင့်စဉ်တွေရှိတယ်သူတို့ရဲ့ဝိဇ္ဇာအကျင့်တွေကိုကျင့်တယ်လောဒီရသဗျာဟောကြားတဲ့လက်ခံထားတဲ့ကျင့်စဉ်တွေကတော့တပ္ပထာကျင့်စဉ်နဲ့ဝိပဿနာကျင့်စဉ်ပဲဖြစ်တယ်အဲ့ဒီကျင့်စဉ်တွေကိုကျင့်လို့တမန်ပုဂ္ဂိုလ်တွေထူခြားတဲ့အစွမ်းတကူတွေရတယ်ဒီလိုပဲမှားရပါနော်